မင်းတို့တွေတစ်ဖက်ကလူတွေကိုအတိပေးတာနော်တိပေးတာမင်းတို့ no boat တို့နော်မင်းမထည့်ဘူးဆိုရအကောင်ကြီးမင်းတို့မထည့်တဲ့မဲမှန်သမျှအချက်ခံယူသွားမှာဘာကြောင့်လဲဆိုတော့ပါတီတွေအများများဆဆတိတ်မရှိဘူးကွာငါတို့ဒီမျိုးပေါ်မှာတော့ပါတီတွေရှိရဲ့အဲနေရီပါရီမှာဆိုလို့ရှိရင်ဝင်ပြိုင်ရဲတဲ့ပါတီမရှိတဲ့အတွက်ကြောင့်မို့လို့ချက်ခံရေးပါတီကပဲအင်အားအကြီးဆုံးဖြစ်နေတယ်မင်းတို့သိထားမှာချက်ခံရေးပါတီကတက်မတော်ရဲ့ပါတီမဟုတ်ဘူးနော် အရင်တုန်းကတော့လက်သုံးချောင်းထောင်ပြီးတော့စစ်ခွေးတွေကိုမလို့ချင်ဘူးဒီမိုကရေစီကိုလို့ချင်ပါတယ်ဆိုပြီးမှလက်သုံးချောင်းထောင်ပြီး၂၁မှာလုတ်ခဲ့ပေမဲ့အခုဘောလိုက်မှနေရတဲ့အမှုပညာရှင်တွေပတ်သက်ပြီးတော့ PDF အဖွဲ့ငါဖွဲ့ကနေမှကဒီရောရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စလေးတခုကိုကိုနိုင်ငံရေးမပြောတာချာလို့ကိုနည်းနည်းလေးသုံးသက်ပြเนาะမင်းတို့တွေတစ်ဖက်ကလူတွေကို ကိုအတိပေးတာနော်တိပေးတာမင်းတို့ no vote တို့နော်မင်းမထည့်ဘူးဆိုရဲအကောင်မင်းတို့မထည့်တဲ့မဲပန်သမ ्या အချက်ခံယူသွားမှာဘာကြောင့်လဲဆိုတော့ပါတီတွေအများများဆဆတိတ်မရှိဘူးကွာငါတို့ဒီမျိုးပေါ်မှာတော့ပါတီတွေရှိရဲအဲနေရီပါတီမှာဆိုလို့ရှိရင်ဝင်ပြိုင်ရဲတဲ့ပါတီမရှိရတော့ကြောင့်မလို့ချက်ခံပါတီရပဲအင်အားအကြီးဆုံးဖြစ်နေတဲ့မင်းတို့သိထားမှာချက်ခံပါတီကတက်မတော်ရဲ့ပါတီမဟုတ်ဘူးနော်ချက်ခံပါတီဆိုတဲ့ဥစ္စာတက်မတော်နဲ့ပလဲနံပါတ်1အောင်ပေးယူ ညံ့ညံ့လေးကစားသွားနိုင်တဲ့နိုင်ငံရေးပါတီကွာမင်းတို့လေနဲ့ဝင်းနဲ့မကွဲပါသလိုကပြောတာအဲ့တော့မင်းတို့တွေကအဲ no vote no vote ဆိုပြီးလုံးဝမဲမထဲဘူးမဲမထဲဘူးကွာဆိုတော့မဲမှန်သမျှကစန့်ခိုင်ပါတီကိုတန်းသွားတာဘာကြောင့်လဲဆိုတော့ပါတီဝင်ရှိရမှာနည်းနည်းလေးကွာအဲ့တော့မထဲဘူးဆိုလို့ရှိရင်တမဲလောက်ရတာနဲ့စန့်ခိုင်ပါတီကနိုင်သွားပြီအဲ့တော့စန့်ခိုင်ပါတီကိုမင်းတို့မနိုင်စေချင်ဘူးဆိုလို့ရှိရင်မင်းတို့ရဲ့အစွမ်းကွာလူအင်အားကြီးနဲ့လူအုပ်ကြီးနဲ့ မင်းတို့ရဲ့အစွမ်းနဲ့မင်းတို့တခြားပါတီကိုအင်အားအလုံးရင်းနဲ့မဲထည့်ရအောင်ဟာကျန်းခိုင်ပါတီမရတော့ဟုတ်တယ်မလားရအောင်ရှိတဲ့မဲဆန္ဒနဲ့မှာကျန်းခိုင်ရဲ့နောက်တစ်ယောက်ကိဆိုနောက်တစ်ယောက်ကိုမင်းတို့အွန်လိုင်းကျန်းခိုင်ဝိုင်းပြီးတော့မဲထည့်ပေးလိုက်လေဒါဆိုလို့ရှိရင်ကျန်းခိုင်ပါတီကမဲချမှာမဟုတ်ဘူးပြောတာဆိုလို့လားအဲဆိုလို့ကနားလေလားမင်းတို့အကောင်လေးအဲ့တော့ကိုကြီးပြောနေတာမင်းရှေရှေဝေးဝေးနဲ့ဝေးဝေးကြီးမပြောဘူးကွာနော်ကျန်းခိုင်ပါတီပဲနိုင်မှာ မျက်စိတွေမှာမြင်နေတယ်။စက်ခိုင်ပါတီကိုလည်းကိုကြီးတခုတော့ပြောအောင်မယ်ကွာ။စက်ခိုင်ပါတီကဦးသိန်းစိန်ခေတ်ပထမဒီမိုကရေစီ၅နှစ်ခေတ်မှာကြောင်မြောက်အောင် နိုင်ငံတော်တက်အကျိုးရှိအောင်လှုပ်သွားနိုင်တယ်။အခုပျက်စီးသွားတဲ့နိုင်ငံအတွက်စက်ခိုင်ပါတီမဲရခဲ့လို့အာဏာရခဲ့လို့ရှိရင်ရှစ်ဦးသိန်းစိန်ကိုမမိတော့မှနေတာကြရဲနေဖြစ်ကြပါစေလို့အားလုံးကိုနှုတ်ယူမယ်ချင်တဲ့ကနေမှဖွင့်ပြလေးပြီးကြိုဆိုပါရစေ။ ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ကချင်ပြည်နယ်ရဲ့စစ်ရဲအောင်ပွဲသတင်းကိုအရင်ပြောပြချင်တယ်။ပူတာဦးလန်ဆေခွန်လန်ဖူးဘက်မှာနေ့တိုင်းတိုက်ပွဲဖြစ်တဲ့အားလုံးသိတဲ့အတိုင်းပဲစစ်ခွေးတွေဘက်ကနေမှနေ့တိုင်းဘုံကျဲတိုက်ခိုက်နေတယ်လို့ကျွန်မသတင်းထဲမှာနေ့တိုင်းပြောပြနေတယ်နော်ပြီးလို့ရှင်လဲခွန်လန်ဖူးဆိုတာကဒီအော်တိုဘာလ၄ရက်နေ့တုန်းက KIA နဲ့ PDF ကိုအလိုမရှိဆိုပြီးမှတပိတ်မောက်ခဲ့တဲ့ နေရဖြစ်တဲ့အော်တိုဘာလ23တစ်ကနေမှစစ်ခွေးတွေနဲ့တိုင်းနဲ့တိုင်း white 12လေးရင်နဲ့ဘုံလာကြည့်ခဲ့တာဟာဒီနေ့ဒီအချိန်ချင်းဖြစ်တဲ့ဆိုတော့မနေ့ကတော့ဒီလောက်ကြီးစစ်ခွေးတွေရဲ့လေရင်ကနေမှဘုံကျဲတိုက်ခိုက်တဲ့ကြားကနေမှ KIA နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေတော့မနေ့ကအော်တိုဘာလ28ရက်နေ့မှာစစ်ခွေးတွေရဲ့စခန်းတစ်ခုကို အပိတတိုက်ခိုက်တိုက်ပိုင်နိုင်ခဲ့တယ်ပြီးလို့ရှင်အဲ့မှာလဲခေါင်းကြီးတကောင်တော့ရထားတယ်လို့ ကြားရတယ်ဒါပေမဲ့နာမည်ဒီနေရာဒီအတိအကျတော့မသိသေးဘူးနောက်မှပဲပြန်ပြီးမှ update လုပ်ပေးမယ်ဆိုတော့မနေ့ကအော်တိုဘလာ28ရက်နေ့မှာ quiz ခန်းတစ်ခုတိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို1000ဆရာတရင်အနေနဲ့ ပထမဦးဆုံးအနေနဲ့ပြောပြချင်တာဖြစ်တယ်။ပြီးရင်နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့အခုအင်ဒိုတိုက်ပွဲတုန်းကဖမ်းဆီးခဲ့တဲ့စစ်တုံးပန်းစစ်တုံးကောင်ထွက်ပြေးသွားတယ်၊၅ကောင်ကိုဖမ်းရတယ်လို့မင်းရဲ့သတင်းထဲမှာပြောထားတယ်လို့ပဲ။25ရင်းနဲ့တုန်းကစစ်တုံးပန်းတွေဟာသူတို့ကိုစောင့်နေတဲ့ PDF ရဲပေါ်၃ဦးကိုသူတို့ကကျိုးနေပါရင်ချီပြီးမှသူတို့စီကတနတ်တယ်လူပြီးမှအော်တိုဘာလ25ရင်းနဲ့မှာထွက်ပြေးသွားတယ်။မင်းကအော်တိုဘာလ28ရင်းနဲ့အထိဆိုလို့ရှိရင်တော့ထွက်ပြေးသွားတဲ့စစ်တုံးပန်းတွေ တဲ့အားလုံးလူလူကိုဖမ်းမိတယ်ဒါမဲ့တကောင်းတကောင်းတော့လွတ်သေးတယ်လို့ကြားရတယ်ပြီးလို့ရှင်လဲသူတို့ကိုလိုက်ဖမ်းတဲ့အခါမှာ PDF တွေစီကနေမှလူယူသွားတဲ့လက်နက်တွေနဲ့ပြန်ပြမပြစ်ခတ်တိုက်ခိုက်လာခဲ့တဲ့အတွက်ကြောင့်တချို့သောခွေးတွေကတော့မတာပေါ်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်။နင်းနေလေတတိလွတ်ပြီးတော့နင်းနေတဲ့ PDF ၃ယောက်ကိုလည်းပဲအပြစ်ပေးအရေးယူသွားမယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးလို့ရှိရင်အဲနောက်သတင်းတစ်ပုဒ်နေနဲ့ကတော့မနေ့ကအောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်း7နာရီကျော်မှာမကွေးတိုင်းမင်းတုံမြို့နယ်ကနေမှခွေးကလေးစင်းနဲ့ရင်တန်းထွက်လာခဲ့တဲ့ မကွေးတိုင်းရေမူကြီးကြိုဆိုးဝင်းတဲ့အတူနော်သူ့ရဲ့ကျုံတွေကတော့ကားလေးစီးနဲ့ထွက်လာခဲ့ကြတယ်အာကိုကျွဲတော့တော်လရဲတွေဘက်ကနေမှအာဂျက်ဖြတ်တိုက်ခဲ့ခဲ့တဲ့အခါမှာကားတစ်စီးကိုတော့ထိတယ်ထိပေမဲ့သူတို့ကဆက်လက်ပြီးတော့ပြေးသွားတယ်ဒါကြောင့်တော်လရဲတွေပြစ်ခတ်ခဲ့တဲ့အခါမှာခွေးလဲကောင်အဲ့မှာမတာပေါ်သွားတယ်အဲ့မှာထိခိုက်တန်ရာရရှိတဲ့အဥ္စာတွေကို ကျန်တဲ့ကားသုံးစီးပေါ်မှာတင်ပြမှထွက်ပြေးသွားတယ်။ရင်းမူကြီးကျိုးဆိုးဝင်းကတော့တန်ရပြင်းပြင်းထန်ထန်ရပြီးမှအခုဆေးရုံပေါ်မှာအာရောက်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်။ပြီးတော့အဲ့ကားကိုတော့ကျွဲတော်တော်လာရဲတွေကနေမှဖမ်းဆီးနိုင်ခဲ့တယ်။တော်လာရဲတွေကတော့မီးရှို့ဖြစ်စီလိုက်တယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးတော့ KN လက်နက်တွေလည်းတိတ်စီရရှိခဲ့တယ်။ဒါတော့ကျွဲတော်ရဲ့နောက်အောင်ပွဲတစ်ခုပေါ့နော်။ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အောင်ပွဲလေးဟုတ်တယ်။ One Night ဆရာလေးဖြစ်တယ်။ဒါကဘာလဲဆိုတော့ အော်တိုဘားလ29ရက်နေ့မနက်9နာရီမှာစိတ်ဖြူမြို့နယ်ဂွိပင်ချောင်းကျေးရွာနဲ့တောင်ငေလုံးကျေးရွာကြားမှာရှိတဲ့ခွေးတွေရဲ့စခန်းကိုတော်လိုင်းရေးရေပေါ်ဒီဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးလေးကောင်တေသွားတယ်။အဲ့ထဲမှာဝမ်းနေစရာကောင်းတာကခွေးလေးကောင်ကတော့ခွေးတွေဝက်တေတေသွားတယ်။ဒါပေမဲ့ PDF စစ်ကြောင်းမူ တယောက်လည်းပဲတိုက်ပြီးနဲ့လူမျိုးအတွက်မြင့်မြတ်စွာကြရှုံသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်။ခွေလဲကောင်နဲ့ကျွန်တော်စစ်ကြောင်းမူလေးလိုက်ရတို့ဖြစ်သွားတဲ့အခါမှာတိတ်ပြီးမှဝမ်းနေပါတယ်။ကျတော့ရဲ့ PDF လူငယ်တွေဟာအင်မတမတန်ဖိုးကြီးတယ်။ဘာကြောင့်လဲဆိုတော့စိတ်သက်ကိုမှမွန်မြတ်တဲ့အတွက်ကြောင့်အင်မတမဝမ်းနေစရာကောင်းပါတယ်။ဆိုတော့စစ်ကြောင်းမူးနဲ့တက်ဆိုင်တော့မိသားစုအယောက်စီတိုင်းနဲ့အတူထတ်တူထမြဝမ်းနေပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်။ ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တော်လန်ရဲဒီထိပေါက်သွားတဲ့ကိစ္စအားပါလေဆိုတော့တော်လန်ရဲဒီရဲ့လက်ချက်ကြောင့်တီတာယူမွန်နဲ့သူ့ရဲ့တပည့်တွေကတော့ခွေပြွက်ပြပြသွားတယ်ဆိုတော့သူတို့ခွေပြွက်ပြပြသွားတဲ့အတွက်ကြောင့်အော်တိုဘာလ29ရက်နေ့မှာ PDF ဒီဘက်ကနေမှနေမြရှင်းနေလို့တဲ့အခါမှာတော့ drone တခုကိုကောက်ရတဲ့အဲ့ drone ကအင်မတမကောင်းမွန်တယ်ကာရပောက်စရဲ့အနေနဲ့ဆိုလို့ရှင်တော့တိန်း1900လောက်တန်ဖိုးရှိတယ်လို့သိရတယ်ဆိုတော့ဒီနေ့ကျွဲတို့ကတော့ထီပောက်တာတဲ့ပုံများသွားတယ်ဘာကြောင့်လဲဆိုတော့ဒီခါလေးကျတော့ရှင်ပတ်စံရှိပေမဲ့ပစ္စည်းမလို့မရတာရှိတတ်တယ်ဆိုတော့အခုကျတော့ကျွဲတို့ဒီနထိုးကြီး PDF ဒီရဲ့နေရာအတိအကျအထင်းမှာကိုနော်အိမ်တိုင်ရာရောက် ပက်စာအကုန်ကြတပြားမှမခံဘဲနဲ့နထိုးကြီး PDF ရဲ့နေရာအထိလာပို့ပေးတဲ့အတွက်ကြောင့်တီတာယူမွန်နဲ့တပည့်တွေအားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။လက်ရှိနိုင်ငံခင်းချင်းကိုပြည်သူလူထုနားလည်အောင်ရဲ့ယူကော့ပွဲကိုမဲပေးပြီးမှကျွန်တော်တို့အပြောင်းလဲကိုတွားဖို့အတွက်ကိုရဲ့ကိုနေတို့အုပ်စုကအတကုံကြိုးစားပန်းစားတိုးဆောင်ပေးသွားပါတယ်။ဒါပေမဲ့ရှုပ်ဒိုင်ယလော့တွေလည်းကိုနလူတွေလူတွေနားလည်အစိတ်အလောင်းတို့လိုပဲကြမ်းနေဗျ။ ကျန်းတဲ့ခါကျတော့ပြောစရာတွေဝေဖန်စရာတွေဖြစ်တာပေါ့တစ်ဖက်ကလည်းဝေဖန်ကျင်နာစောင့်နေတဲ့အချိန်မှာတခါလဲပုံကနေကျင်းကနေဝေဖန်စရာတွေဖြစ်ပြီးတော့အခုတို့တစ်ဖွဲ့လုံးကို live ဝိုင်းဝေဖန်နေတာအတွေ့ရတယ်ဒီစက်အစိုးရဘက်ကနေရက်တည်ပြီးတော့ဒီလူပညာသူလှုပ်ရှားမှုတွေလှုပ်ပေးနေတဲ့အခုကိုနေတို့အုပ်စုတစ်ဖွဲ့လုံးပေါ့နော်ခုနတစ်ဖွဲ့လုံးကိုဒီဘက်ကဘိုင်းကောဘိုင်းကောဘိုင်းကောနဲ့ဝိုင်းអော်တဲ့ခါကျတော့ဒီကိုနေတို့လိုနေဝင်းလိုပြင်းပြတို့အာအေဂျန်မောင်တို့အပေါ်ဝင်လူပညာရှင်မင်းကလေးတွေရောအကုန်လုံးကိုဘိုင်းကောလုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ company အချို့อ่ะ တို့နာမည်တော့ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစူးစမ်းတယ်ဆိုပြီးတော့တွေ့ရတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဘက်အုပ်စုကအားနဲ့အင်းနဲ့လောက်ကြတာတွေ့ရတယ်ဆိုတော့ဒါကမမျှတမှုဖြစ်တယ်ဗျကျွန်တော်တီစဲအနာရဲ့ဖွဲ့စည်းတွေလည်းနားလဲပါတယ်မမျှတဘူးဥပမာဆွေးကြောက်လို့ဖူးဖူးလို့မပါဘူးဗျာပြည်တူးမပါဘူးဗျာနော်လူမင်းမပါဘူးဗျာအင်းရောကျော်စင်မပါဘူးဗျာတို့တွေပါဝင်သူဆောင်ခြင်းမရှိဘူးအဘာတိပဲလေတို့တွေကကြတော့အဆဲမခံအောင်ဘိုက်ကောမလို့ခံအောင်ဆိုရင်တို့တွေကကြောညာဆက်ရိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မလုပ်ရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲဒါမျှတာသလားပေါ့နိုင်ငံတော်ကြီးကြီးတွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားဖို့လိုတာကနိုင်ငံတော်ဘက်ကနေမမမရက်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီအမှုပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ်။ပြီးတော့ကြော်ညာကုမ္ပဏီနဲ့ရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီတွေကိုလည်းသတိပေးရမှာဖြစ်တယ်။မင်းတို့တွေဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေတာဆိုတော့မင်းအသိပေးဖို့လိုတယ်။ကြော်ညာကုမ္ပဏီတွေအနေနဲ့လည်းနောက်တစ်ခါရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီအနေနဲ့လည်းဒီအမှုပညာရှင်တွေနဲ့မရိုက်ဘူးဆိုတော့မင်းတို့လုံမိခဲ့ရင်ခါတော့နိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှပြန်ဖြည့်ဆည်းနေတာသွားတူတယ်။ ငါတို့ကြိုက်တယ်လို့ငါတို့ကြိုက်မယ်ဆိုစကားမျိုးပြောလို့မရဘူးပြပါဆိုဒါနိုင်ငံတော်ကူညီတာဟိုပြည်ပြည်အုပ်စုခိုင်းနေမှလိုက်လို့နေကြီးဆိုရင်ခင်ဗျားပါလေအခုနောက်ထပ်ပြည်သူတွေနောက်ထပ်အိမ်တော်ကျော်စီနောက်ထပ်ဖူးဖွေးတွေနောက်ထပ်လူမင်းတွေထပ်မွေးခိုင်းမွေးထုတ်ခိုင်းလို့လားဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လှုပ်ချင်တဲ့အလုပ်ရလူတွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတာဘူးပြနိုင်ငံတော်ဆဲဆူခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေကကြတော့အလုပ်ရလို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆူပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုပ်မလုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင် တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲတွေကလည်းအဲ့ဟာကိုကြည့်ပြီးတော့မှတင့်တော်သူပြန်စီစဉ်ပြဖို့တော့လိုတယ်တင့်တော်သူစဉ်းစားပြဖို့တော့လိုတယ်เนาะကြော်ညာကုမ္ပဏီတွေလည်းခေါ်ပြီးရုပ်ရှင်ထုတ်လင်းကုမ္ပဏီတွေလည်းသိပေးရမယ်မင်းတို့တွေเนาะမင်းတို့တွေเนาะဆိုတာမျိုးပြောဖို့လိုတယ်အဲ့မှာပြည်သူတို့အဲ့တော်ကျော်စင်းတို့ကိုဖွေးဖွေးတို့လူမင်းတို့ခေါ်ပြီးစကားကားရိုက်ပလိုက်သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့လုပ်ပြမလုပ်နဲ့တော့ပြီးတော့ပိတ်ပလိုက်အေးရောဘာလို့ဆိုအဲ့ဒါမှမျှတာဆိုတော့အခုဒီဗီဒီယိုထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲ ကျော်မျိုးမင်းကတော့သူအချိန်ပြီဒီရုပ်ရှင်မင်းသားမင်းသမီးတွေလည်းနိုင်ငံတော်အတွက်အကျိုးပြုရမယ်အကျိုးပြုရမယ်လို့အရန်ပြောတဲ့အနည်းတူပဲအခုအမှုပညာရှင်တို့ခေါ်တော့အပေါ်စားခွဲခေါက်ဒီကတော့အခုစစ်ခွေးတွေရဲ့လော်ဘီဆက်ကလည်းရိုက်ပြီးမှပြလိုက်ရောကျွန်တို့တော်လိုက်ရေးဒီဘက်ကနေတော့ non BC လောက်လိုက်တယ် social punishment တွေလောက်လိုက်တဲ့အခါမှာသူတို့ကိုခေါ်ပြီးမှကြော်ညာရိုက်မယ်ဆိုပြီးမှကန့်လန့်ထားတဲ့သူတွေလည်းအခုသူတို့နဲ့မရိုက်တော့ဘူးတခြားလူတွေနဲ့ရိုက်မယ်ဆိုပြီးမှဖြစ်ပေါ်လာခဲ့ ဲ့ပြီဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အရင်တုန်းကတော့လက်သုံးချောင်းထောင်ပြီးတော့စစ်ခွေးတွေကိုမလိုချင်ဘူးဒီမိုကရေစီကိုလိုချင်ပါတယ်ဆိုပြီးမှလက်သုံးချောင်းထောင်ပြီး27မှာလုတ်ခဲ့ပေမဲ့အခုဘောလိုက်မှနေရတဲ့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့ PDF အဖွဲ့၅ဖွဲ့ကနေမှထုတ်ပြန်ချက် တခုကိုထုတ်ပြန်ထားတဲ့ခွက်ခေါက်စာအမှုပညာရှင်တွေဟာအခုဒီလိုမျိုးစစ်ခွေးတွေရဲ့ပေါ်မှပြီးတော့ lobby ဇက်ကားတွေကိုရိုက်ပေးတဲ့အတွက်ကြောင့်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုစာထုတ်ထားတာကိုတွေ့ရတယ်။တကယ်ဆိုလို့ရှိရင်ဒီအမှုပညာရှင်လို့ခေါ်တော့အပေါ်စားတွေဟာဒီနေ့မြန်မာနိုင်ငံကိုစစ်ခွေးတွေဘယ်လိုလုပ်နေတယ်လဲဆိုတာနင့်တို့မမြင်ဘူးလား။အခုကလေးတငယ်တွေကြောင်းတက်နေတဲ့အချိန်မှာကြောင်းတွေကိုဘုံကျဲတယ်မိင်္ဂလာဆောင်ပွဲတွေကိုဘုံကျဲတယ် အလူဒီလုံနေတဲ့နေရာတွေမှာဘုံကျဲတယ်ဘာသာရေးအကြောင်းတိုင်းကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်ဆိုတော့ကိုနင်းတို့ကမမြင်လို့ဒီနေ့စစ်ခွေးပဲရက်ပြေးမှနင်းတို့ကလော်ဘီလုတ်ပေးရသလားဒီအခုဒီရွေးကောက်ပွဲကလည်းတရားမျှတမှုရှိသလားမရှိဘူးလားနင်းတို့မှာခွဲဝေနိုင်တဲ့အစွမ်းအစတွေနင်းတို့စီမှာမရှိကြဘူးလားဘောမရင်ရပြီလို့နင်းတို့ထင်နေကြသလား ဒီနေ့နင်းတို့ကနင်းတို့ဆိုရှယ်မီဒီယာတွေတလောက်ကိုင်းတယ်ဒီနေ့စစ်ခွေးတွေပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတယ်မြို့ရွာတွေကိုဖျက်ဆီးနေတယ်ဆိုတော့ဥစ္စာတွေနင်းတို့ရဲ့အသွေးအခေါ်ထဲမှာမရှိကြဘူးလားအဲစစ်ခွေးတွေကပြောတယ်စစ်ခွေးကိုထောက်ခံနေတော့သူစစ်ခွေးဘက်ကိုရက်တဲ့သူတွေကအယံများတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျမတို့တော်လန်ရဲတွေမထောက်ခံတော့ဘူးဆိုလို့ရှင်ဘာကြောင့်နင်းတို့ကကြောက်ကြတယ်လဲမနေ့ညလေကျမတို့ကပြောပြီးပြီနော်ကျမတို့ပြည်သူလူထုတွေ ထောက်ခံပေးလို့ကျတော့ပြည်သူလူထုတို့အားပေးခဲ့တဲ့အတွက်ကြောင့်ဒီအမှုပညာရှင်တွေထဲမှာတချို့ကတော့ချမ်းသာတဲ့မိသားစုကနေလာခဲ့တယ်လို့တချို့တော့အမှုပညာရှင်တွေဟာစီးရဲတဲ့နော်တာမမိသားစုကနေမှလာခဲ့ကြတယ်ဒါပေမဲ့ ဒီနေ့ပြည်သူလူထုဒီဘက်ကနေမှဆင်းရဲချမ်းသာမရွေးအားလုံးကနင်တို့ကိုထောက်ပံ့ခဲ့လို့နင်တို့ဒီနေ့တိုက်တဲ့ကားတွေနဲ့ဒီလိုမျိုးအဆင့်တန်းတဲ့နေနိုင်ခဲ့ကြတယ်။တချို့အကယ်ဒမီတွေရလာတယ်။တချို့ကျွန်တော်ရှင်တော့အကယ်ဒမီတော့မရသေးဘူး။နာမည်တွေကြီးလာခဲ့တယ်။နင်တို့တွေကိုသူများတွေကပတ်စံနဲ့အများကြီးပေးမှနင်တို့ကိုငားကြတယ်။နင်တို့ပတ်စံဘလောက်ပဲရရပြည်သူတွေနင်တို့ရဲ့အကျိုးကိုခံစားရတာမဟုတ်ဘူး။ပြည်သူတွေကြောင့်တိုက်ပဲနင်တို့ဒီဘဝကိုရောက်နေကြတာ။နင်တို့အဲ့ဘဝကိုရောက်လို့ပြည်သူတွေကသမင်း င်းတနက်ပူစားရတာမဟုတ်ဘူးဆိုတော့ဒီနေ့နင်းတို့ဟာဒီလောက်အထိနင်းတို့ကိုထောက်ခံပေးတဲ့နင်းတို့ကိုချစ်နင်းတို့ဒီဘဝကိုရောက်လာအောင်မြန်မာတပြည်လုံးနင်းတို့ကိုသိလာအောင်ဒီလောက်အထိလှုပ်ပေးခဲ့တဲ့ပြည်သူလူထုဒီကိုတက်ဖြတ်နေတဲ့ခွေးတွေကိုနင်းတို့ကထောက်ခံပြီးတော့ခွေးတွေအတွက်နင်းတို့ကလော်ဘီလှုပ်ပေးနေတယ်နင်းတို့ကပြောမယ်ဒါကတော့ရွေးကောက်ပွဲအတွက်ပဲလို့ပြောလိမ့်မယ်ဒါပေမဲ့အခုဒီရွေးကောက်ပွဲမှာတက်မဲ့ပါတီတစ်ခုတိုင်းကိုကြည့်လိုက်ပါ သူတို့ဒီကတော်လန်ရေးတွေကိုထောက်ခံနေသလားတော်လန်ရေးတွေကိုဆန့်ကျင်နေတဲ့ပါတီဒီလားဆိုတော့ကိုနင့်တို့မဝယ်ခွဲတတ်ဘူးလားအခုဒီရွေးကောက်ပွဲဟာခါတိုင်းနဲ့မတူဘူးတကယ်လို့သာသူတို့ဘက်ကနေမှတမာတမတ်ရှိတယ်ဆိုလို့ရှင်ဒီနေ့တကဘာလုံးလဲထောက်ခံမှာပေါ့အာဆီယံကိုလည်းခွေးချဖို့မတက်ရဘူးဆိုတော့လည်းနင့်တို့မသိဘူးလားအခုဒီအာဆီယံကနေတောင်မှ ဇခွေဒီရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့လည်းအာဆီယံကပြောထားတယ်။နင်တို့မှအဲ့လောက်တောင်မှအုံနောက်မရှိကြဘူးလား။ကျော်မျိုးမင်းကလည်းဘာခလောက်ဆန်သေးတယ်လဲဆိုတော့အခုဒီရုပ်ရှင်ထဲမှာဖွေးဖွေးဒီအင်ဒရာဂျိုစင်တွေနော်ပြေတီဦးတို့အခုဦးလူမင်းတို့မပါဘူး။အခုနေတိုးနဲ့ ခွေးတရိုက်ကိုကြတော့ဒီနေ့ကျတော့တော်လိုက်ရဲတွေဘက်ကနေတော့ BC လုတ်တယ် social punishment တွေလုတ်ဖို့ရတဲ့ပြောပြမှာအခုဘသူမှမငားချင်ကြတော့ဘူးလက်သုံးချောင်းထောင်ပြီးတိုက်ပြီးကိုမကောင်းတဲ့ပုံစံနဲ့လုတ်ခဲ့တဲ့ဒီအမှုပညာရှင်တွေကတော့အခုဆက်လက်ပြီးတော့အမှုပညာထဲမှာပါဝင်နိုင်သေးတယ်လို့ပြောတယ်အင်တာဂျိုစင်တွေပြည်တီဦးတွေကိုလည်းရုပ်ရှင်ရိုက်ဖို့ လုပ်ရမယ်တကယ်လို့ဒါတတော်မရိုက်ဘူးဆိုလို့ရှင်တော့ဒီအမှုပညာရှင်ကနေနားခိုင်းရမယ်အဲ့မှာပဲတရားများတမယ်လို့ပြောတာဒီလောက်အထိတရားများတမှုလိုချင်တယ်ဆိုလို့ရှိရင်အခုနင်တို့ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလေမြန်မာနိုင်ငံမှာရှိတော့လူချမ်းရော လူနုဒီရောအငိမ့်ဒီရောမငိမ့်တာဒီရောအားလုံးဇက်ပို့ဇက်ရန်ဒီရောအစ TikTok ဆယ်လီဒီ Facebook ဆယ်လီဒီ YouTube ဆယ်လီဒီအားလုံးကိုပါအကုန်ထိတ်ပြီးမှရိုက် အဲ့ဆိုမှပဲတရားမြတ်တာမယ်ဒီလေးယောက်ပဲပါလာပြီးမှပဲမြတ်တာမှုကိုတော့မရဘူးဆိုတော့အခုဒီဖွေးဖွေးဒီအင်တာဂျိုစင်တွေပါတယ်လို့ပဲမြန်မာနိုင်ငံမှာရှိတော့တစ်ခါပဲဖြစ်ဖြစ်နှစ်ခါပဲဖြစ်ဖြစ် TV screen ပေါ်မှာပါဝင်ဖို့တော့သူတွေအားလုံးကိုခေါ်ရမယ်အဆိုတော်လီလည်းပါရမယ်အကုန်တရုတ်ဆောင်အမှုပညာပဲဖြစ်အဆိုတော်အမှုပညာရှင်တွေဖြစ်ဖြစ်အမှုဆိုတဲ့နာမည်ပါတဲ့သူတွေအားလုံးကိုနင့်တို့ခေါ်ရိုက်ပါအဲ့ချိန်ကြမှာပဲတရားများတာမှုရှိလိမ့်မယ်နော်ပြီးလို့ရှင်အခုဒီထဲမှာ ကြောမျိုးမျိုးဘာထပ်ပြန်ပြောထားတယ်လဲဆိုတော့အခုဒီလိုမျိုးတိုင်းပြည်အတွက်အကျိုးပြုတဲ့အရာအစိုးရတည်းရဲ့အတွက်အကျိုးပြုတဲ့အရာကိုလှုပ်ဆောင်တဲ့သူဒီကိုကြော်ညာတွေမရိုက်တော့ဘူးဆိုလို့ရှိရင်တော့အစိုးရလို့ခေါ်တော့ခွေးတွေကိုသူကဘာထပ်မြောက်ပေးတယ်လဲဆိုတော့အခုဘောမအမှုပညာရှင်တွေကိုကြော်ညာတွေရုပ်ရှင်တွေမရိုက်ပေးတဲ့သူတွေကိုခေါ်ပြီးမှကြော်ညာတွေရုပ်ရှင်တွေခေါ်ရိုက်ဖို့အတွက်ပြောရမယ်လို့ပြောတယ်ဒိန်းတော်ပြောတယ်လို့တကယ်လို့များသူတို့ကိုခေါ်ပြီးမှရိုက်လိုက်တယ် မပေါက်ဘူးရိုက်တဲ့သူတွေလည်းပက်ဆန်တသိန်းနဲ့သိန်းနဲ့ပဲရိုက်တာမဟုတ်ဘူးပက်ဆန်သိန်းထောင်ချီပြီးမှရိုက်ထားတာတကယ်လို့တို့ဒီရှုံသွားတယ်ဆိုလို့ရှိရင်နင်တို့ယောပေးမလားဘာကြောင့်လဲဆိုတော့တို့ကပြီးသူဒီကိုဇောကားခဲ့တယ်ပြီးသူဒီဆိုတဲ့ဒီနေ့ကျတော့တော်လာရဲတွေမထောက်ခံရင်နင်တို့ဘဝကအချီနီးတက်တက်ပဲ ဒီနေ့ပြည်သူလို့ခေါ်တော့တော်လန်ရဲတွေထောက်ခံမှပဲနင့်တို့ရဲ့ဘဝဟာသမင်းပုံမှန်စားနိုင်ရတဲ့ဘဝဖြစ်တယ်။ဒီလိုမျိုးနင့်တို့ကခေါ်ပြောတယ်ဆိုကြတဲ့ကတော့နင့်တို့ပြောတော့ဒီမိုကရေစီဆိုသူတို့ခေါ်ချင်တဲ့သူကိုခေါ်လိမ့်မယ်။ရုပ်ရှင်ရိုက်တဲ့သူပဲဖြစ်ဖြစ်၊ကြံညာရိုက်တဲ့သူပဲဖြစ်ဖြစ်၊ပိုစတာလုပ်တဲ့သူပဲဖြစ်ဖြစ်သူတို့လည်းစီးပွားရေးလုပ်တာ။သူတို့ရဲ့စီးပွားရေးအောင်မြင်ဖို့ရတဲ့သူတို့ကြိုက်တဲ့သူကိုငားမှလေနင့်တို့ဘက်ကနေမှဒီလူကိုငားပါဟိုလူကိုမငားရဘူးလို့နင့်တို့မှချုပ်ချယ်ပိုင်ခွင့်မရှိဘူး ပြီးလို့ရှိရင်လည်းအခုဒီ interjection တွေပေတီဦးတွေကိုလည်းစစ်ခွေးတွေနဲ့ပတ်သက်တဲ့ lobby ကားတွေကိုရိုက်ပေးပါမရိုက်ဘူးဆိုလို့ရှိရင်အမှုပညာရှင်ကလည်းနားရမယ်လို့ပြောတဲ့ခါမှာဒီအမှုပညာရှင်ဆိုတဲ့ခြေလမ်းကိုလမ်းတဲ့ခါမှာငရုကတော့စစ်ခွေးတွေခေါ်တဲ့အခါတိုင်းမှာရုပ်ရှင်ရိုက်ပါမယ်စစ်ခွေးတွေအတွက်အဲ lobby ရုပ်ရှင်ကားတွေကိုရိုက်ပေးပါမယ်လို့သူတို့ကလည်းသဘောတူညီချက်တွေနင့်တို့နဲ့လှုပ်ထားခဲ့လို့အခုနင့်တို့ကဒီစကားပြောသလား မဟုတ်ဘူးဒီနေ့ဒီသူတို့ဒီဒီနေရာကိုရောက်ဖွဲ့အတွက်ခ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 က်နဲ့ရောက်လာခဲ့တဲ့အခါမှာနင့်တို့ဘာကူညီခဲ့တယ်လဲနင့်တို့နဲ့လည်းဆိုင်မထိုးထားဘူးဒါကြောင့်သူတို့ရိုက်ချင်ရိုက်မယ်မရိုက်ချင်မရိုက်ဘူးနင့်တို့ဘက်ကနေမှအာနာပြနေဆရာမလို့ဘူးအခုဒီလိုမျိုးခလောက်ဆန်တဲ့အလုပ်တွေဆိုရင်ကြော်မျိုးမင်းအရန်လောက်တတ်တယ်ဆိုတော့အခုဒါကိုထပ်မပြောခင်ဗီဒီယိုတော်တော်လေးတစ်ခုကိုပြန်ကြည့်ရအောင်နားထောင်ကြည့်အောင်နော်ဖုန်းဝင်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့ အခုဒီထဲမှာချိုးလဲပါပြောသွားတယ်အပြောင်းအလဲတစ်ခုပေါ်မှာစိတ်ရင်သွားတဲ့သဘောဖြစ်တယ်တဲ့သူနည်းသူပဲဘောမနေတော့နေတကွလော်ဘီရုပ်ရှင်ကားထဲမှာပါဝင်နေတော့ဘောမတွေအားလုံးကလည်းနော်အပြောင်းအလဲတစ်ခုမှာစိတ်ရင်သွားတဲ့အတွက်အကြောင်း ခွေးကြဝတ်ကြကြသွားတယ်လို့ပဲခံယူလိုက်ပါနော်ဒီနေ့ကျတို့တော်လာရဲဒီကတော့ဘယ်တော့မှခွလွတ်တော့မှာမဟုတ်ဘူးတခြားနေရာမှာကျတို့ခွလွတ်နိုင်ပေမဲ့ဒီနေ့တော်လာရဲကိုထိပါလာတဲ့အရာတွေအားလုံးဒီနေ့ကျတို့တော်လာရဲဒီကိုစော်ကားတာမျိုးတွေကျတို့ ပန်းတိုင်ကိုပြဲနေတဲ့လမ်းထဲမှာခလုတ်ဖြစ်နေတော့ရှိနေတဲ့သူတွေအားလုံးကိုတော့ကျွန်တော်ရှင်းပြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဆိုတော့အခုဒီထဲမှာကြုံမျိုးမြင်ဆက်ပြောသွားတဲ့ဥစ္စာကဘောမအမှုပညာရှင်တွေအတွက်လည်းတခုခု စဉ်းစားပေးဖို့လိုအပ်တယ်လို့သူ့ရဲ့ဘောပိုင်ရှင်တို့တောင်းချောက်တဲ့အခါမှာဒါတိတ်ကောင်းတယ်သူတို့ကတော့နော်ပတ်စံရတယ်ဆိုလို့ရှိရင်ဘာမှဆိုလောက်ကြတဲ့အတွက်ကြောင့်ခွေးချပူရဲ့အိမ်ရှိတွေမှာလေစင်ကြီးထိုးပြီးမှသူတို့ကိုလည်းအမတိ့ဆောင်ထားခိုင်းပါလားနော်သူတို့ကပတ်စံတာပေးလို့ရှိရင်ဘာမှဆိုလောက်တယ်အဲ့လိုတိပေါ်တာဂျဘူးရဲ့အိမ်ရှိတဲ့မှာစင်ထိုးပြီးမှတရုတ်ဆောင်ထားခိုင်းပေးလိုက်ပါလားဒါတော့အဆင်ပြေတယ်မလေးဘ누구တို့လည်းအနောက်ရှိဖြစ်မနေတော့ဘူးနော် ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။